နိုင်ငံတော်သမ္မတနဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုဆဲဆိုပုတ်ခတ်ထားတဲ့အတန်ဖိုင်ကိုရွာထဲမှာကျဲလောင်စွာဖွင့်တဲ့အတွက်ရဲစခန်းမှာအမှုဖွင့်တိုင်ကြားလိုက်ပါတယ်ဒီသတင်းကိုတော့ကိုမင်းညိုကပေးပို့ထားပါတယ်ရှင်အစိုးရတက်တလာပြီးကလေးကအင်တာနက်လူမှုကွန်ရက်တွေပေါ်မှာညီညီစွာဆိုတဲ့အကောင့်ပိုင်ရှင်ကနိုင်ငံတော်သမ္မတနဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုဆဲဆိုပုတ်ခတ်ထားတဲ့အသံပိုင်တစ်ခုနဲ့ညဉ့်ဉန်းပုံတွေကိုတင်ထားပါဗျာ အဲဒီကအတန်ဖိုင်ကိုဘကိုးတိုင်းပြည်မြို့နယ်ဝတိကန်မြို့အင်းရချင်းရွာမှာနေထိုင်တဲ့ကိုမျိုးချစ်ဆိုသူကဒေါင်းလုံးဆွဲပြီးရွာထဲမှာဖွင့်လာကြောက်ဒေသခံ LND ပါတီဝင်တယောက်ကတရားစွဲလိုက်တာပါအတိုင်းဝင်ကြုံတယ်တင်ပြတာလေကျွန်တော်ကျွန်တော်ရဲ့ဘိုးမျိုးရဒီကိုဖွဲ့ချုပ်တဲ့ကျွန်တော်ဆက်စင်တင်ပြတာပါလေဒီကဒီကိုလေးရယ်ပုံမှန်900ရယ်ရွေးကောက်ပေးမတိုင်ခင်တုန်းကလည်းဒီလိုမျိုးမကြာခဏလုပ်ဖို့တယ်လို့တက်တယ်ဖြစ်အစ်စ်ခံရသူတယောက်ကပြောပါတယ်ဆဲဆိုတာ ခွင့်ပါတယ်ဒါ20ရက်နေ့ကြတော့ကျွန်တော်အုတ်ချုပ်ရင်းမှုကြည့်ရအုတ်အုတ်ချုပ်ရင်းမှုဦးမြင့်ကျော်ကိုကျွန်တော်အကြောင်းကြားပါတယ်20ရက်နေ့ကြတော့တခါဘောင်းနဲ့ပြန်ခွင့်ပါတယ်23ရက်နေ့ကြတော့တခါညနေ9နာရီမှတခါပြန်ခွင့်ပါတယ်24ရက်နေ့လေးကြတော့တနာရီအချိန်မှအတန်ချက်ဆက်နဲ့ခွင့်ရမှာခွင့်ပါတယ်ကျော်လည်း26ရက်နေ့ညကဝတိကံရဲစခန်းမှာအမှုဖွင့်တိုင်ကြားလိုက်တာပါတိုင်းစာထဲမှာက 194မြင်းဆောင်124ကကြီးဆိုပြီးသူတို့ကတိုင်နေ194ကတော့ရဲရဲပိုင်နေကျွန်တော်တို့ရဲရဲအမှုဖွင့်ပေးလို့ရပါတယ်124ကကြီးကြတော့ရဲရဲမပိုင်နေတဲ့ပြင်124ကကြီးကကျွန်တော်တို့အစိုးရအဖွဲ့အစည်းကနေပြီးတော့ပြည်လူလုပ်ပြီးတော့ဟုတ်ကဲ့တရားတော်ကူးတိုက်မှုဖြစ်ပါတယ်အရင်ညမှာပဲတရားစွဲခံရသူကိုမျိုးချစ်ကိုရဲစခန်းကပ80မြင်းဆောင်2016ပြည်မှုဆိုင်ရာဥပဒေပုံမှန်2960ရိုးနဲ့ဖမ်းဆီးအရေးယူလိုက်ပါတယ် တရားစွဲခံရသူကပြည်ခိုင်မျိုးပါတီစီယုံရေးမှုတယောက်ဖြစ်ပြီးတရားစွဲဆိုသူက NLD ပါတီရဲ့ကြီးဥက္ကရာဦးအောင်ဝေကဖြစ်ပါတယ်။တိုင်ကြားခံရသူကိုမျိုးချစ်ကိုတော့အာမခံပေးလို့ရတဲ့ပုံမှဖြစ်တာကြောင့်အာမခံပေးထားတယ်လို့ပြည်ခိုင်ရဲတပ်ဖွဲ့မှုယုံကပြောပါတယ်။ကျွန်တော်မင်းညိုပါခင်ဗျာ။